Mingla wa kmiang. Revolut Burma News Channel ကနေပြီးတော့ဒီဇမလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ရဲ့မြို့နယ်တော်တော်များများကိုလက်လွတ်ထားရတဲ့အကြမ်းဖက်စစ်ကောင်စီကရေထဲမှာအုံပြုဖို့အတွက်အကြီးဆုံး free gate စစ်ရရင်တစ်စီးကိုရေချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီရေရင်ကိုတာလွန်မင်းလို့အမည်ပေးထားပြီးတော့အလျား135မီတာရှိကဒီဇမလ24ရက်နေ့မှာမင်းအွန်လိုင်းကိုတိုင်ရေချအခမ်းအနားတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တာလွန်မင်းလို့အမည်ပေးထားပြီးတော့ free gate စစ်ရေးရင်ရဲ့ရေးချပွဲအခမ်းအနားကိုရန်ကုန်တိုင်းပန်လျက်တပ်နယ်မှာရှိတဲ့ရေးတပ်တင်မောချင်းဌာနချုပ်မှာကျင်းပခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ရေးရင်ကိုပြည်တွင်းရန်နှိမ်နှင်းဖို့ပြည်ပရန်ကာကွယ်ဖို့နဲ့တာလုံမင်းကိုဂုံပြုတဲ့အနေနဲ့စစ်ကောင်စီရဲ့ရေးတပ်ကတိစောက်ထားတာလို့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါဗျ။လက်ရှိမှာရခိုင်ကမ်းရိုးတန်းကမြို့နယ်အများအပြားကိုလက်လွတ်ထားရတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီကအခုလိုမျိုးရေးတပ်စစ်ရေးရင်ရေးချပွဲပြုလုပ်လာတာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်တင်းမော18စီးထက်မနည်းကို AA နဲ့ KI ဥဆောင်တဲ့တော်လိုက်တက်တွေကဖြတ်စည်းရှင်းလင်းထားနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သည်မော်ချစ်စည်းကို KI ကတိုက်ခိုက်ဖြတ်စည်းခဲ့ပြီးတော့စက်တင်ဘာလ18ရက်နေ့မန္တလေးမှာကချင်ပြည်နယ်ရွှေကူမြို့ကနေဗမော်ကိုစံတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မော်9စည်းကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာသည်မော်9စည်းဟာနစ်မြုပ်သွားပြီးတော့လေးစီဟာမိလောင်ပြက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းထိကြိုက်မြုံနဲ့မြတောင်မှာလဲစစ်သည်မော်နှစ်စီးကိုပြစ်ခတ်ဖြက်စီးသိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ်အရခတ်တက်တော် AA ကလည်းဒီနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကနေ13ရက်နေ့အထိ6ရက်တာရေချောင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မော်3စီးနဲ့ဇက်သည်မော်2စီးစုစုပေါင်း5စီးကိုအရခတ်တက်တော် AA ကတိုက်ခိုက်ချေမုန်းနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲအခြားသောစစ်သည်မော်4စီးဟာလည်းရေချလို့မရတော့တဲ့အထိကိုပြတ်စည်းသွားခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်တွေမှာပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောအချမ်းဖတ်စစ်ကောင်စီကရခိုင်ပြည်နယ်ဂွားမြို့နယ်ထိစပ်နေတဲ့အေယာဝတီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တချို့မှာရှိတဲ့ပြူစောထီးများပြည်သူစစ်များနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုလက်နက်များတပ်ဆင်ပေးရန်ဖုတ်ပူမိတဲ့အလော30စီစဉ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ဂွားမြို့နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့အေယာဝတီတိုင်းငတိုင်းချောင်း ကြုံပြော်မြို့နယ်တို့သာမကရွှေတောင်ရံငွေဆောင်ချောင်းသာနယ်ပင်လယ်ကမ်းခြေနယ်စပ်ချင်းဆက်ဆက်နေရာများအလုံးမှာရှိတဲ့ကျေးရွာများမှာရှိတဲ့ပြည်သူ့ဆက်များပြူစောထီးများနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များကိုလက်နက်များတပ်ဆင်ပေးရန်စစ်ကောင်စီကစီစဉ်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကနေပြီးတော့ပြည်သူ့ဆက်တွေကိုလက်နက်တွေထုတ်ပေးဖို့စည်ရင်းတွေတောင်းနေတယ်ရွာအခြေပြုပြည်သူ့ဆက်တွေကိုလက်နက်အတူအရှိန်နဲ့ကြီးစံတွေကိုထုတ်ပေးမယ်လို့ပြောတယ်စည်ရင်းကောက်သွားပါတယ်ဒီလကုံတာနဲ့ချပေးမယ်ပြောတယ်လို့ငတိုင်းကျောင်းမြို့နယ်ကထွေအုပ်သတင်းရင်းမြစ်တစ်ခုကပြောဆိုထားပါတယ် စစ်ကောင်စီရဲ့တပ်တရင်အရင်မြစ်ကလည်းပြည်သူ့စစ်ပြည်သူ့လုံခြုံရေးအဖွဲ့များကို MA series တပ်နက်များတပ်ဆင်ပေးရန်ရှိနေပြီးတော့အဲ့ဒီလက်နက်များဟာတိုက်ပွဲဝင်ရန်အဓိကဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဂွားမျိုးကနေတဆင် AA နဲ့ PDF များ AOD တိုင်းအတွင်းကိုဝင်ရောက်လာမှာကိုစိုးရင်ပြီးတော့ခုခံတိုက်ခိုက်ရန်ကြေးရွာအခြေပြုလုံခြုံရေးစနစ်ထူထောင်နေခြင်းဖြစ်ပြီးတော့လက်နက်များကိုတပ်ဆင်ပေးနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်မှုထမ်းတပ်သားတွေများရရှိရေးအတွက်စစ်တပ်နဲ့အတူလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသူနတ်တလင်းကျေးရွာကခင်ဆိုးပြစ်ခတ်ခံရပြီးတော့တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ24ရက်နေ့ညနေ4:30မိနစ်အချိန်မှာပဲခူးတိုင်းပောက်ခေါင်းမြို့နယ်ကင်မွန်းချုံအုပ်စုနတ်တလင်းကျေးရွာနေခင်ဆိုးကို PKI ပြည်သူ့ကာကွယ်တပ်မတော်363ပြည် PDF တပ်ရင်းတပ်ခွဲ3က၎င်းရဲ့နေအိမ်ကိုတွားရောက်ပြီးတော့ပြစ်ခတ်ရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။ တေဆုံးသူခင်ဆိုးဟာအကြမ်းမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့စစ်သားတပ်များစုဆောင်းခြင်းလူငယ်များကိုအတိအဓမ္မပေါ်တာဆွဲရမှာအားတက်တရော့လိုက်ပါဆောင်ရွက်ပေးခြင်းပေါ်တာဆွဲပြီးတော့အသက်မပြည့်သေးတဲ့သူတွေကိုငွေကြေးနဲ့ပြန်ရွေးခိုင်းပြီးစစ်ကောင်စီကိုအားပေးထောက်ခံခြင်း တော်လိုင်းရေးထောက်ဖို့ရဲဘော်များရဲ့တရင်အချက်လက်များကိုလိုက်လံစုံစမ်းနေခြင်းတို့ကိုပြုလုပ်နေသူဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထွေးအုပ်စည်းရေးများရဲကြီးအုပ်ချုပ်ရေးမှူးများတရင်ပေးလမ်းပြများကိုပြတ်ပြတ်သားသားအေးအေးယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့ရှိတဲ့နေရာများကိုတွာလာနေထိုင်ခြင်းအားပေးကူညီခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းများကိုမပြုလုပ်ကြရန်ပြည်ခရံပြည်သူ့ကာကွယ်တပ်မတော်3637 PPDF တရင်ကသတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမျိုးဘက်ကနေမုံရွာမျိုးကိုဆင်းလာတဲ့တံပြားကအချမ်းမဲ့စစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ23ရက်နေ့မွန်လွယ်2:30မိနစ်အချိန်ကသခိုင်းမျိုးဘက်ကနေမုံရွာမျိုးကိုမန္တလေးမုံရွာလမ်းပိုင်းအတိုင်းဆင်းလာတဲ့အချမ်းမဲ့စစ်တပ်ရဲ့တံပြားကာက6စီးပါတဲ့ရင်တန်းကို ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကခင်မွန်ချင်းရွာရွှေတိုးနိုင်စီဆိုင်ရဲ့တောင်ဘက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ခင်မွန်ရွာမှာရှိတဲ့ရွှေမြက်မိုးစေးုံမှာဒဏ်ရာရတဲ့စစ်သားများစေကုသမှုခံယူနေရပြီးတော့စေကုသပြီးတဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့ဆိုင်ရင်ကတော့မသိရသေးပါဘူး။စစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်မှုတွေရှိပါတယ်။ပြစ်တာကတော့တော်တော်ကိုပြစ်ပါတယ်။ကျွန်တော်တို့ရဲဘော်တွေအထီးကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်းအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်ချောင်းမြို့ပေါ်မှာကင်းပတ်ထွက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၈ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇင်ဘာလ24ရက်နေ့ညနေ6:48မိနစ်အချိန်မှာချောင်းဦးမြို့မှာရဲစခန်းအတွင်းကနေပြီးတော့ချောင်းဦးမြို့ရင်းထဲကိုကိပတ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးကိုချောင်းမြို့နယ်ပကဖတ်တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ကမြို့ရင်းတနေရာမှာည8:50မိနစ်အချိန်မှာမိုင်းဆွဲတိုက်ခိုက်ရာစစ်သား10ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့လဲကြတဲ့နေရာမှာအော်ဟစ်ညှဉ်းညူနေကြတယ်လို့သိရပါတယ်ပုံမှန်ကင်းပတ်နေကြစစ်ခွေးတွေကို 6ဦးမျိုးတွင်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်မိုင်းဆွဲတော့10ယောက်ထဲမှာ10ယောက်ထိတယ်အများစုကတော့တေးနိုင်တယ်စခန်းထဲကနေထွက်လာပြီးတော့လာတယ်သွားတယ်တေးဆုံးတဲ့သတင်းကိုတော့တိတိကျကျပြောလို့မရသေးဘူးမှတ်တမ်းဗီဒီယိုလည်းရထားတယ်မိုင်းဆွဲခဲ့တဲ့ရဲဘော်ပြောပြတာကတော့10ယောက်ထဲမှာ2ယောက်ပဲပြန်ထနိုင်တယ်10ယောက်ကတော့လုံးလုံးကိုမထနိုင်ဘူးအော်ဟစ်နေကြတာအသေးစိတ်နောက်ဆက်တဲ့သတင်းကိုတော့ပြန်လှည့်ပြီးတော့ထုတ်ပြန်ပေးပါမယ်လို့6ဦးမျိုးနဲ့ပကဖတိုက်ခိုက်ရေးတပ် CHU PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲ ဒီကနေ့ဒီဇင်ဘာလ25ရက်နေ့မနက်9:58မိနစ်အချိန်ကမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မုံရွေးတိုးဂိတ်အနီးမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်သား2ဦးကိုမိုင်းဆွဲတိုက်ခတ်ရာတအူးတေဆုံးသွားတယ်လို့သိရပါတယ်။ချောင်းမြို့နယ်ပကဖတိုက်ခတ်ရေးတပ် CHU PDF အနေနဲ့ပြည်သူများနဲ့တပ်ဖွဲ့ဝင်ရဲဘော်များထိခိုက်မှုနည်းတဲ့နီလန်းကိုအတက်နိုင်ဆုံးချိန်ဆပြီးတော့စစ်ရေးဖော်ဆောင်လေးရှိပြီးတော့ အခုစစ်ရေးပေါ်ဆောင်မှုနှစ်ခုစလုံးမှတ်တမ်းဗီဒီယိုရရှိထားရာမှတ်တမ်းနဲ့နောက်ဆက်တွဲသတင်းများကိုဆက်လက်ပြီးတော့ထုတ်ပြန်ပေးသွားမယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကစံစဘာနဲ့စက်သုံးစီတဲယူခွင့်ကိုပုံမုံတင်းချထားပြီးတော့စံနဲ့စက်သုံးစီတဲယူမှန်ဆိုရင်စစ်တပ်ရဲ့ဂိတ်တိုင်းကအ ਨੇ စုံကြက်နှစ်တောင်းကနေပြီးတော့အများဆုံးငွေကြက်30အထိကိုတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်များဖြစ်တဲ့ဇီးကုံဂိတ်၊ကန်တော်ဂိတ်၊အမတ်နဲ့ကြောင်းဂိတ်၊ကိုးပင်ဂိတ်မင်းကျောင်းဂိတ်မန္တလေးအဝင်ရွှေဘိုတောင်မုတ်ဂိတ် မင်းကုန်းဂိတ်နဲ့စိတ်ခွန်ဂိတ်တို့ကအကြမ်းဖက်စစ်သားများဟာကုန်းစီတည်ယူခွင့်ပြေစာပရင်ငွေကျပ်2000တောင်းပြီးတော့ပြေစာမပါပါက9000အထိတောင်းနေတယ်လို့သိရပါဗျ။စံကိုတော့တည်ယူခွင့်ပြေစာမပါရင်လုံးဝတည်ခွင့်မပေးဘူးလို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။ ဒီနေ့စဘာတဲရတာတော်တော်ကိုချက်တယ်ဘယ်ကတဲလာတာလဲဘယ်ကိုပို့มาလဲဆိုပြီးတော့မေးတယ်ငွေကတော့ပြေစာပါပါမပါပါပေးရတာပါပဲစဘာတဲ့စံတဲယူမှုကိုပုံမတင်ချက်ထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်ရွှေဘုံမြေကြီးနာလန်ကိုးပင်ဂိတ်မှာတော့မြေကြီးနာကိုစံနဲ့73စီများတဲယူခွင့်မပေးပဲစံနဲ့73စီပါလာတဲ့သူတွေကိုဖမ်းဆီးမယ်လို့ပြောကြားထားပါတယ် စာနဲ့စီတည်ယူသူများအနေနဲ့အဖမ်းခံရမှာကိုဆိုတဲ့အတွက်ပြစ်စီများထားခဲ့ရပြီးတော့ဒဏ်ငွေအဖြစ်နဲ့ငွေကျပ်၅ဒိန်းကနေ၁၀ဒိန်းအထိဆက်တက်ကိုပေးနေရကြောင်းကုန်တယ်များကပြောကြားထားပါတယ်။လက်ရှိမှာမြစ်ကြီးနားမြို့မှာဓာတ်ဆီ၁လီတာကိုငွေကျပ်၁000ကျွဲအထိမှောင်ခိုဈေးကွက်ပေါက်နေကြောင်းသိရှိရပါတယ်။ဒါအပြင်သခိုင်းနာပေါက်အကြမ်းဖက်ဆက်တက်ဂိမ်းနဲ့ရွှေဘုံမြို့နယ်အကြမ်းဖက်ဆက်တက်ဂိမ်းများက၁၃စီတဲတဲ့စီပေါဆာကားနဲ့တွဲကားများကို ကားတစ်စီးကိုငွေကျပ်15သိန်းကနေ30အထိတောင်းယူနေပြီးတော့ကားအသေးနဲ့ကုန်ကားများထော်လာကြီးများပေါ်မှာတင်လာတဲ့73စီပေပါတစ်လုံးကို9000တောင်းခံနေတယ်လို့ကုန်ငယ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက္ကိနသီရိမြို့နယ်ကုဆယ်စုခြေရွာအုပ်ချုပ်ရေးမှုအောင်ကိုလက်ကနေအိမ်တိုင်းကစစ်မှုထမ်းခြင်းလစဉ်ငွေကြတ်2000ကျွဲကောက်ခံနေပြီးတော့ငွေပုံမှန်ပေးဆောင်နေတဲ့နေအိမ်ကလူငယ်ခွနာဦးကိုပေါ်တာဆွဲဖမ်းဆီးကထမှန်ပြီးတော့ငွေညှစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုဆယ်စုခြေရွာအုပ်စုရက်ကွက်အုပ်ချုပ်ရေးမှုအောင်ကိုလက်ဦးဆောင်မှုနဲ့ဆယ်စုခြေရွာယာအိမ်မှုဝင်းတင်၊ဂွေးတော်ရိုးခြေရွာယာအိမ်မှုနိုင်ဝင်းနဲ့မကြီးကုန်းခြေရွာယာအိမ်မှုမင်းအောင်တို့ပူးပေါင်းပြီးတော့ခြေရွာအုပ်စုအတွင်းမှာရှိတဲ့ ချေးရွာများကနေအိမ်တိုင်းကိုစစ်မှုထမ်းခြင်းအပတ်စဉ်တိုင်းအတွက်လာစဉ်ငွေကြက်2000ခွဲတောင်းခံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့လာစဉ်ကောက်ခံနေတဲ့စစ်မှုထမ်းခြင်းပေးဆောင်နေတဲ့နေအိမ်တွေကလူငယ်9ဦးကိုထပ်မံပြီးတော့ဖမ်းဆီးခဲ့ပြီးငွေတွေလည်းထပ်မံမြင့်နေတယ်လို့သိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေဟာမကြီးကုန်းရွာဥတ္တရမမဟာဆန္ဒယုံကျောင်းတိုက်အတွင်းကပညာအလုသမား3ဦး၊ဂွေးတော်ကုန်းရွာက1ဦး၊ဗရောက်ကုန်းချေးရွာကရွှေကြပင်ရက်ကွက်မှာရှိတဲ့ကားဝက်ရှော့မှာအလုဆင်းနေတယ်။မောင်ဆန်းအောင် မောင်အောင်နိုင်ဝင်းနဲ့ ဝင်းဆိုင်ပြိုးရေးငကမောက်ချမ်းမှာအလုတ်လုံနေရင်းနဲ့ပေါ်တာဆွဲခံရတဲ့မောင်ဖိုးပြေတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်ခုနှစ်ဦးပေါ်တာဆွဲဖမ်းဆီးခံရပြီးတဲ့နောက်ကုဆယ်စုကြေးပါအုပ်စုရက်ကြီးအုပ်ချုပ်ရေးမှုအောင်ကိုလက်ကလူငယ်များကိုငွေကျပ်သိန်း100ကျော်နဲ့ပြန်လာရွေးရန်မိသားစုဝင်နေစီကနေပြီးတော့ငွေညှစ်နေတယ်လို့သိရပါတယ်။လက်စင်စစ်မှုထမ်းကြီးငွေ1000ကျွဲပေးထားပါရက်နဲ့မောင်အောင်နိုင်ဝင်းမောင်ဆန်းအောင်တို့ချောဆွဲခံလိုက်ရတယ်မောင်ဆန်းအောင်ချောဆွဲမခံရခင်15ရက်လောက်အလုံးမအုတ်ချုပ်ရေးမှုအောင်ကိုလက်ကစစ်မှုထမ်းနဲ့မပေါအောင်လုပ်ပေးမယ်။ စက်နဲ့တိမ်ပေးဆိုပြီးတော့တောင်းတယ်မောင်ဆန်းအောင်ကမပေးနိုင်လို့ချောဆွဲခံလိုက်ရတာတိမ်တရာပေးရင်ပြန်ထုတ်ပေးမယ်လို့တော့ပြောတယ်နောက်မောင်အောင်နိုင်ဝင်းရဲ့မိဘတွေကိုတော့သိန်း60ပေးရင်ပြန်ထုတ်ပေးမယ်ပြောလို့မောင်အောင်နိုင်ဝင်းရဲ့အဖေဦးဖိုးတာအောင်ကလက်မြေတွေကိုပောင်ပြီးတော့ငွေတိုးယူပြီးဒီသမလာ14ရက်နေ့ကအောင်ကိုလက်ကိုသိန်း60ပေးလိုက်ရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါ့အပြင်စကိုင်းတိုင်းမုံရွာမြို့မှာအသက်29နှစ်အရွယ်မောင်ပြည့်စုံအောင်ဟာနိုဘမာလာ15ရက်နေ့မွန်လွယ်2နာရီခန့်ကအပြင်ကိုသွားတဲ့အချိန်မှာပျောက်ဆုံးခဲ့ပြီး တလခွဲနှီးပါကြတဲ့အထိကိုအဆက်အသွယ်မရဘဲနဲ့ပျောက်ဆုံးနေတယ်လို့သိရပါဗျ။မုံရွာမြို့မှာစစ်ကောင်စီကလူငယ်များကိုမကြာခဏစိုးသလိုပေါ်တာဆွဲဖမ်းဆီးနေပြီးတော့စစ်ထဲကိုထည့်သွင်းနေကတပ်ဆိုင်ရာမိဘဆွေမျိုးများကိုလည်းအကြောင်းကြားချက်မရှိဘူးလို့ဒေသခံပြည်သူများကပြောဆိုနေကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ